အဲ့တော့မြတ်စွာဘုရားဟောထားတဲ့ထင်မယ်တရဏာနိမဟောတာဒီလောက်အစ်စ်မရှိတောင်မှပဲမြတ်စွာဘုရားဟောထားတဲ့ထင်မယ်မြတ်စွာဘုရားကိုနိနိကာကချီးညိုတယ်တရားကိုနိနိကာကချီးညိုတယ်သံဃာကိုနိနိကာကချီးညိုတယ်ရှင်လန်းတက်ကြွတဲ့အသိဉာဏ်တွေရှိတယ်လင်းမြန်လင်းမြန်ထက်မြက်တဲ့အသိဉာဏ်တွေရှိတယ် အဲ့ဒီပုံကိုယ်တွေကိုမပြောနဲ့တော့တဲ့တတ္ထဝီရိယတတိတမာတိပညာလို့ဆိုတဲ့အရေးချင်းလေးလူရဲ့တဏ္ဍာမှာအဲ့ဒီအရေးချင်းကလေးပြည့်ပြည့်ဝဝမဟုတ်တော့သရတရားလေးရှိတယ်ဝီရိယရှိတယ်တတိလေးရှိတယ်ပညာရှိတယ်ဒီအိန္ဒြေတွေ၅မျိုးနဲ့ပြည့်စုံတယ်ပြည့်စုံပြီးတော့ မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မကိုအထိုက်လျောက်ဆင်ခြင်စဉ်းစားတတ်တယ်။ဘာတွေတော့ဆိုသဗ္ဗေသင်္ခါရအနေစာသင်္ခါရဆိုတာမမြဲဘူးဆိုတဲ့အတိကလေးတို့နော်။သင်္ခါရဆိုတာမမြဲဘူး။အကုသိုလ်ဆိုတာမလောက်ကောင်းဘူးလို့သိတဲ့အတိလေးတို့။ကုသိုလ်ဆိုတာလောက်ရမယ်ဆိုတဲ့အတိလေးတို့။ဒီမြတ်စွာဘုရားတရားတော်နဲ့ပတ်သက်တဲ့ဒီအတိကလေးတွေရှိပြီ။နောက်ဆုံးမှာ မြတ်စွာဘုရားပေါ်မှာယုံကြည်မှုကလေးဘုရားပေါ်မှာယုံကြည်တဲ့တတ္ထမတ္တယုံကြည်မှုကလေးရှိတယ်ဒါအထကရာကျတော့ဒီတဲ့နည်းနည်းပို့လေးနဲ့အောင်ဖွင့်တော့မြတ်စွာဘုရားကတော့အဲ့လိုခေါ်တယ်တတ္ထမတ္တဟောဒီဘုရားပေါ်မှာယုံကြည်မှုလေးတက်တက်ရှိအောင်အဲ့ဒီပုံကိုယ်တွေဟာအပေကလွတ်တယ်လို့မြတ်စွာဘုရားဟောတာ အဲ့ဒီပုံကိုယ်ရအပေကလွတ်တယ်ဆိုရင်အဲ့ဒီစိတ်နဲ့သိရင်လွတ်တယ်ဒီလိုဆိုလိုတာပေါ့တောတပံလို့တော့မသေးကြဘူးပေါ့ချင်းညိုစိတ်ကလေးနဲ့သိရင်တော့သေးကြပါ